ဟာ good morning ပါဗျာဒီနေ့ကပြောရမှာတော့ခရစ်တော်ဤခန္ဓာပေါ့နော် body of christ ဆိုတာအဲယေရှုခရစ်ကြောင်းလဲခြင်းမရှိတဲ့မနေ့ယနေ့နောင်ကာလကြောင်းလဲခြင်းမရှိဆိုရဲဒီချမ်းပိုက်ကဒါခန္ဓာစိတ်ဝိညာဉ်အားလုံးပေါ့နော်အဲခန္ဓာစိတ်ဝိညာဉ်အားလုံးကိုဒါပြောတာဖြစ်တယ်ယေရှုခရစ်ဆိုတာကဘာဥမာတည်းကမပြောင်းခန္ဓာမပြောင်း စိတ်ကောဝิญဉ်ရောဘယ်ဟာမှမပြောင်းဘူးအဲ့ဒါအဲယေရှုခရစ်ပြောင်းလဲခြင်းမရှိမနေ့ယနေ့နောင်ကာလဆိုရဲကြမ်းချက်ပေါ့နော်အဲရှာတော့ဖတ်ကြည့်ရပါတော့နော်ကြမ်းပိုက်ကတော့အဲဒါလူတိုင်းသိပါတယ်အဲနော်အဲအဲ့ဒါယေရှုခရစ်ရဲ့ထားမြောက်တဲ့ခန္ဓာကိုဝိညာဏခန္ဓာလို့ပြောနေတဲ့ဂုရုနော်နှစ်ချင်းခရစ်ယာန်ဂုရုကျွန်တော်နှစ်ချင်းခရစ်ယာန်မှာဘောင်းနေကဲမှာဒုတိယမွေးချင်းခံပြီးတဲ့ generation 40မြောက်မီယိုဖလာနှစ်ချင်းခရစ်ယာန်ဖြစ်ပါတယ် နော် မီယိုဖလာမီယိုဖလာနဲ့နှိမ့်နေကြလုံးလားချီလို့ထဲ့ထဲ့ပြောတာမီယိုဖလာ50မြောက်မီယိုဖလာ generation 50မြောက်မီယိုဖလာနှစ်ချင်းခရိယံဖြစ်ပါတယ် born again မှာဒုတိယငွေချင်းခံပြီးပါဆိုတော့အဲ့ဒီနှစ်ချင်းခရိယံတဲမှာ80 90နဲ့80ရာခိုင်နှုန်းကခရစ်တော်ထမ်းမြောက်တဲ့ခန္ဓာခရစ်တော်ထမ်းမြောက်တဲ့ခန္ဓာကိုဘာပြောနေလဲဆိုဝိညာဏခန္ဓာလို့ပြောတယ်ဝိညာဏခန္ဓာဆိုတာတစီတရေခန္ဓာနတ်ခန္ဓာ အဆုံးကဝေနဲ့အဲ့ဒါဝိညာဏအာဝိညာဏတော့ကိုတင်ရှားပြလို့ရတယ်ဘာကောင်းကင်တမန်အဲ့ဝိညာဏခန္ဓာတွေသူတို့ကိုတင်ရှားပြပြဟမ်ယေရှုခရစ်ထမြောက်တဲ့ခန္ဓာ bodies of christ ဟာဘုံတည်ရည်နဲ့ပြည့်စုံတဲ့ခန္ဓာလို့ခေါ်တယ်ဝိညာဏခန္ဓာမဟုတ်ဘူးဘာလို့စားပြတယ်သောက်ပြတယ်ငားကင်စားပြတယ်ပြားလို့စားပြတယ်နော်တော်မာတယ်ငါ့ကိုကင်ဆန်းကြည့်စမ်းငါ့တန်ချက်ရည်ကိုကြည့်စမ်းဆိုတော့ အရင်ကခန္ဓာနဲ့အတူတူပဲတန်ကျဲရာတွေပါရှိတာဘာမှမပြောင်းလဲဘူးခန္ဓာပြောင်းတယ်ခန္ဓာဘာခန္ဓာမှမပြောင်းလဲဘူးယေရှုခရစ် glorious body လို့ခေါ်တယ်အဲ့ဒါဝိညာဏခန္ဓာမဟုတ်ဘူးအဲ့ blue glorious body ဆိုတာဘယ်တည်းကရှိတာဟမ်ကဘာဦးအစတည်းကရှိတာအဲ့ glorious ခန္ဓာတော့ဟမ်ဘာကြောင့်လူစားဒီခံယူလာလဲနှုတ်ကပတ်တော်โจတင် prophet ပြုတယ်ယေဟောဝါယာဝေရဲ့ ခန္ဓာ bodies of christ အဲ့ဒါဟာဝိညာဏခန္ဓာမဟုတ်ဘူး glorious ခန္ဓာဒါဆိုရင်ယေရှုမှာနော်ယမနေ့ယနေ့နောင်ကာလအစဉ်မှာပြောင်းမလဲတဲ့ခန္ဓာထာဝရခန္ဓာဖြစ်တဲ့အဲ့ glorious ခန္ဓာဆိုဝိညာဏခန္ဓာမဟုတ်ဘူးအဲ့ဒါဝိညာဏခန္ဓာခန္ဓာ ਨੇ ပြောနေတယ်နှစ်ချင်းဂုရုတွေအဲအဲ့ဒါလေးကျွန်တော်တင်ပြလိုက်တာပါနော်အထောက်ပြလိုက်တာဟမ်ဝိညာဏခန္ဓာမဟုတ်ပါဘူး glorious ခန္ဓာခေါ်တယ် glorious ခန္ဓာဆိုတာဘုံသိရင်နဲ့ပြည့်စုံတဲ့ခန္ဓာအဲ့ဒါပြောင်းလဲခြင်းရှိလားမပြောင်းလဲဘူးမသိခင်ကလည်းအဲ့ခန္ဓာရှိတယ်ဘာလို့ရေပေါ်မှာဇင်းညံလျှောက်ဆင်ပါလဲအဲ့ glorious ခန္ဓာနော်နောက်တစ်ခါကန်တစ်ဖက်ကနေအိုင်တစ်ဖက်ကနေအိုင်တစ်ဖက်ကိုတပည့်တော်တွေမပါဘဲနဲ့တပည့်တော်တွေကူသွားပြီးကိုတော်ဟိုဘက်ကိုရောက်နေတယ်အဲ့ဒါ glorious ခန္ဓာနော်မောရှင်နဲ့အေလီယာကိုတောင်ပေါ်မှာတွေ့စင်မှာနော် transfiguration နဲ့ transfiguration ဆိုတာကိုယောင်ကိုဟာဖြူဖွေးတဲ့အစင်းတန်ရှိတဲ့အလင်းကဲ့သို့မိုးတိမ်ကဲ့သို့ဖြူဖွေးတဲ့အစင်းတန်ရှိတဲ့ကိုကိုခန္ဓာအဲ့ဒါ glorious ခန္ဓာဘုံတည်နေတဲ့ပြည့်စုံတဲ့ခန္ဓာအဖြစ်သို့ပြောင်းလဲတယ်နော်အဲ့ဒါငကူတွေရရှိနေတာဒါပြင်နဲ့ဘာဖြစ်လို့ကိုတော်ကအဲ့ဒီခန္ဓာကိုမတုံးတာလဲမရှိလို့လား အဲ့ထမ်းမြောက်ပြီးတဲ့ခန္ဓာ glorious ခန္ဓာ bodies of christ ဆိုတဲ့ခန္ဓာအဲ့ဒီခန္ဓာငကိုတည်းရရှိတာဘာလို့ရှိဒီခန္ဓာကိုဘာဖြစ်လို့မတုံးတာလဲနှုတ်ကပတ်တော်ဟာလူစားတိဖြစ်ခံယူလား prediction လုပ်ထားတဲ့နှုတ်ကပတ်တော်တခြားသူမဟုတ်ကြိုတင် prophet ပြုထားတဲ့ကိုကိုကိုတိုင်တယ်ကြီးဆိုသောတရားစကားဒီငါနှုတ်ကထွက်သည်ဖြစ်မပြည့်စုံပဲမနေရဆိုပြီး verily verily i say to truly truly i say to ကိုကိုကိုတိုင်ပြီးတည်ပြီးတော့ကျင့်ဆိုပြီးပြောလိုက်တဲ့စကားလူစားဒီခံယူလာတာဖြစ်တဲ့အတွက်เนาะဒီ glorious ခံတာမပြရတာဖြစ်တယ်ဘာလို့လဲကြိုတင် prophet ပြုထားတဲ့မကြိုတင် prophet မပြုထားတဲ့အရာအားလုံးဘယ်အရာမှမလုပ်ဒါကြောင့်မလို့ငါဟမ်ခမိတော်မာတော်မူဒီအတိုင်းငါလုပ်တယ် ငါဒီကိုအလိုလျောက်အဘေအမှုကိုမပြုတ်ဘူးလို့မလုံးနိုင်ဘူးလို့ပြောအဲ glorious canal မပြနိုင်ဘူးလို့ပြောတာမဟုတ်ဘူးဘာလို့ကြိုတင် prediction လုပ်ထားတဲ့နော်နှစ်ကာလကြာညောင်းစွာကြိုတင် profit ပြုထားတဲ့အရာအဲ့ဒီဟာကလွယ်ပဲရမှာမလို့ဘာလို့လဲလူစားဒီခံယူလာလဲနှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ကခန္ဓာဖြစ်တဲ့အတွက်ကြိုတင် profit ပြုထားတဲ့အတွက်အဲ့ဒီပြုထားတဲ့ဟာကလွယ်ပဲရမှာမလို့ဘူးလို့ ဒေါ်လာဖြစ်တယ်အဲ့ဒါဟာပါလဲဆိုအဲလူစာတိခံရတယ်နှုတ်ကပတ်တော်ယေဟောဝါယာဝေကိုကိုကိုတိုင်တယ်၍ကျိန်ဆိုသောတရားစကားဤအဲငါနှုတ်မှထွက်သည့်ဖြစ်မပြေဆုံးပဲငါထံသို့မပြရဟာအဲအဲ့ဒါအဲ့ဒါ glorious body လို့ခေါ်တယ် glorious ခန္ဓာလို့ခေါ်တယ်နော်နောက်တစ်ခါနှုတ်ကပတ်တော် နှစ်တတော်သမီးတို့ဆိုတော့ကျွန်တော်ပြောပြရရင်ဟာဆရာယူရတန်ကအဲ originally originally cream อ่ะ virgin လို့ပဲရေးတယ်တဲ့ကဲဆရာယူတန်အဲ့ဒါကိုအဲကညာလို့မပြောင်းမနဲ့တတော်သမီးထဲ့ခေါ်တယ်ထဲ့ခေါ်ခြင်းတိုင်းခေါ်ထားတာမဟုတ်အဲ့ဒါမီးရှာအထက်ခန်းလာတဲ့မီးရှာ နော်အမျိုးမျိုးသောဘာသာစကားလို့ပြောတယ် language translation အဲ့ဒါတန်ရှင်းသောဝိညာဉ်တော်ကနေ language translation မဟုတ် interpretation လို့ခေါ်တယ်အ내ပြန်လာတန်ရှင်းသောဝိညာဉ်တော်ရဲ့မိရှာတကိုးနဲ့အ내ပြန်တဲ့အတွက်ကြောင့်နော်ဆရာယူသာအဲကညာလို့မတုံးနော်ဂရိမှာကညာလို့တုံးမိနေဂရိကနားလေတယ်ဂရိကိုပေးတဲ့တန်ရှင်းသောမိရှာကတတ်တတ် ဗမာပြည်ကိုလွတ်တဲ့တန်ရှင်သောမိရှာဆရာယူတန်အားဖြင့်လွတ်တဲ့မိရှာကတန်ရှင်သောဝိညာဉ်တော်အားဖြင့်အ내ပြန်တဲ့အခါမှာတတို့တမိကညာလို့အ내ပြန်ဘာအသေးပဲလေ engage ကိုပြောတာ engagement ဆိုတာစိတ်ဆက်ကြောင်းလန်းခြင်းဆိုတဲ့အဲလောဟာအပြည့်ရှိသောသူတယောက်ကိုဘုရားသခင်စီလို့တော်မူထိုသူကိုအမိပြု၍လူပေါင်းတို့သည်ယုံကြည်ခြင်းတို့ရောက်မိကြောင်းဟမ်တသက်ကံ ခြင်းအလုံးငါထိုးသူဝစီလို့တဲ့ယောဟန်အမိရှိသောသူတယောက်ကိုဖျားသခင်ဆိုတယ်လို့ထိုးသူအမိပြုတဲ့လူပေါင်းတို့ဒီယုံကြည်ခြင်းဆိုရောင်းမြေကြောင့်ထိုးသူဒီတက်တဲ့ကံဖြစ်လေအလင်းတော်ကြီးအကြောင်းကိုတက်တဲ့ခံခြင်းကလာတယ်ယောတစ်ဟလားအ9 6 9လောက်9လောက်ငါ9ယောတစ်9 9လောက်ပါနော်ရှင်ဝန်ခရုအကန့်ကြီးတင်9 9လောက်ပါအဲ့ဒါ religion ကိုအရင်ဈေးလို့တာအဲ့ဒီ religion ဈေးလို့အကြောင်းကိုယေရှုကယောဟန်ထံမှာ ဘက်တီဇန်ခံပြီးအဲ့ဒါမှန်ကန်ကြောင်းတက်တည်ခါလာအဲ့ဒါနောင်နာနဲ့ဆိုင်တဲ့ဘက်တီဇန်အဲ့ဒီနောင်နာအဲ့ဒါ engage engagement အဲ့ဒီ engagements ရှိတဲ့တတော်သမီးကညာဆိုတာဟမ်တတော်သမီးကညာဆိုတာဘာကြောင်းခေါ်လဲဆို virgin ဆိုတာကညာဆိုတာပါကညာဆိုတာမေထုံပန်ဝါသကိုးကွယ်မှုမေထုံသားဝါသဆိုတာ religious syncretism လို့ခေါ်တယ်ဟိုအယူဒီအယူအယူပေါင်းစုံကို ပြတ်သိထားတယ်ဟမ်ပြည်တစားနော်ပရော့စတီကျူမဟုတ်တဲ့ကညာကိုပြောတာကိုးကွယ်မှုပြည်တစားမဟုတ်တဲ့ only နော် one god monotheism တစုတပါးဒီလိုဖျားဟောတာကိုးကွယ်တဲ့သူ pure virgin ဆိုတဲ့အတိပဲအဲ့ဒီ pure virgin ကပါ engagement ရှိတယ်ဘာ engagement လဲဆိုတော့အဲ့ဒီ religious ဟမ် religion ဆိုတဲ့ယောဟန်ဆိုတဲ့နောင်နာနဲ့ဆိုင်တဲ့ဗက်တိဇာ engage လုပ်ထားတယ်။ monotheism တစုတပါးကြီးသောဘုရားကိုယုံကြည်တဲ့တတိုးသမီးကညာလို့ခေါ်တယ်။အဲ့ဒီရဲ့ဟာအဲ့လောက်ပဲเนาะ God bless you ကျွန်တော်နှစ်ချင်းခရင်ရပါအဲ့ဒါလေးဗျာအာအာ cyber trainee ဆိုပြီးတော့အဲ့ဒါသိနေတာတွေပေါ့နော်အဲ့ဒါလွဲနေတာတွေအဲ့ကျွန်တော်ထောက်ပြသူတို့နာမည်တွေပြောရင်လဲတရားစွမ်းမယ်ပါမယ်ဆိုတော့ မပြောရဲဘူးလေသူတို့ကတော့ပြောနေတာပေါ့နော်အတားနာမည်ထည့်မယ်ပြောနေတယ်ဆိုတော့နာမည်တော့ထည့်မယ်ပြောဘူးအဲ့မှာလိုင်းပေါ်မှာပကေးကြီးတွေပကေးကြီးတွေအဲတလွဲသိနေတာပေါ့နော်တောင်းတောင်းတလွဲတော့ကျွန်တော်ထောင်းမပြပါဘူးဒါပေမဲ့ယုံကြည်ခြင်းလွဲသွားမယ်ငရဲကြမယ်အလွဲမို့လို့ကျွန်တော်ထောက်ပြတာအဲဒါတော့ပဲ God bless you everybody